အားလုံးပဲမင်္ဂလာပါ Creative Space မြန်မာကခန့်တော်ပါအဲ့တော့ဒီနေ့တော့ဒီ Android Drawing Pad တွေထဲမှာအကျန်းဆုံးဖြစ်တဲ့ HP ဘန်ကထုတ်တဲ့ Magic Drawing Pad ရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ Drawing Pad ကတော့ကျွန်တော်စီရောက်တာ3လဝန်းကျင်ရှိပါပြီဆိုတော့ဒီ3လဝန်းကျင်အသုံးပြုခဲ့တဲ့ Experience ကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘာတွေပါလဲကြည့်လိုက်ရအောင်။သူကဒီဘူးတစ်ခုထဲမှာ ဇူးနှစ်ခုပါပါတယ်အဲ့တော့တစ်ခုကတော့ကာဘာပါသူကကာဘာတစ်ခါတည်းပါပြီးသားပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒီ drawing pad နဲ့သူ့ရဲ့ဆက်ဆက်ပစ္စည်းတွေပေါ့နော်ဆိုတော့လက်အိတ် pen အာသွင်ကြိုး guide book ပြီးရင်ဒီ pen ရဲ့ခေါင်းလေးတွေအများကြီးပါပါတယ်ဆိုတော့ကျွန်တော်ရဲ့ experience ကိုပြောပါတော့မယ်အဲ့တော့ပထမဆုံးကျွန်တော်အကြိုက်ဆုံးအချက်ကိုပြောရရင်သူ့ရဲ့ battery ပဲပေါ့နော်အဲသူ့ရဲ့ battery က8000 mAh ပါတယ် ျွန်တော်ဒီ၃ဘက်ကျော်အတွင်းမှာဆွဲတယ်ဆွဲတဲ့ experience မှာကျွန်တော်တနာရီဆွဲရင်တော့10%လောက်ပဲကုန်တာပေါ့နော်ဆိုတော့ကျွန်တော်တနာရီပုံဆွဲရင်30ရာခိုင်နှုန်းလောက်ပဲ power ကကုန်တာဆိုတော့ဒီတော်တော်ကို battery ခံတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကသူ့ရဲ့ band pressure band pressure က16000ကျော်တယ်အဲ့အဲ့တော့ကျွန်တော်ကအရင်တုန်းကလည်းဒီ HP band ကထုတ်တဲ့အာဒီ Artist Pro 24 24လက်မှ drawing tablet ကိုတုံးတယ်ပေါ့နော်အဲအဲ့ဒီ drawing tablet ထက်တောင်ဒီ drawing pad မှာဆွဲရတာပို့ပြီးတော့ချောချောမွေ့မွေ့ရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုခန်းစားရတယ်ပေါ့အာပြီးရင်တော့နောက်တစ်ခုပေါ့နော် သူ့ရဲ့ site အဲ့သူ့ရဲ့ site က12လက်မှရှိတယ်ဆိုတော့မကြီးမသေး site လို့ပြောလို့ရတယ်ဟိုလိုမျိုးအာအရန်လည်းမသေးဘူးအရန်လည်းမကြီးဘူးပေါ့နော် ီးရင်တော့ဒီ resolution resolution ကလည်း 2K ဆိုတော့တတော်ကိုပဲအဆင်ပြေတယ် movie ပဲကြည့်ကြည့်ပုံပဲဆွဲဆွဲပေါ့နော်အဆင်ပြေတယ်အာပီးရင်သူက RAM က 8K ပါမယ်ပီးရင်ကျွန်တော်တို့ဒီ storage ကတော့ 256K တောင်ပါတယ်ပြီးတော့ဒီ battery မှာလည်းသူတို့က official ပြောထားတာတော့ in ဒီ indoor မှာဆွဲမယ်ဆိုလို့ရှိရင်၈နာရီခံမယ်ပေါ့နော်ဆိုတော့ရှင်းနိုင်ပြည့်အောင်တော့ကျွန်တော်မစွဲဘူးပါဘူးဆိုတော့တနာရီကို10%ကုန်တာဆိုတော့ maybe ဖြစ်နိုင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခု drawing experience ကိုပြောပါမယ်ဆိုတော့ဒါကတော့ဒီ machine mode ရဲ့ဒီ music video လုပ်ပေးတဲ့အခါမှာဒီဒီ story book ကိုဒီ drawing pad နဲ့ပြန်ဆွဲထားတာဖြစ်ပါတယ်ခုရောက်နေတာ20 24ရောက်ခဲ့တဲ့လမ်းတွေကိုလည်းထပ်ပြီးပြန်ကြည့် oh flow တွေကမြည်တော့ high speed တွေဖတ်တီးတော့ချိုးစော်တွေပြန်ပြီးဆိုတော့ဒီ magic drawing pad ကကျွန်တော်ရဲ့ daily life မှာတော်တော်ကိုပဲအသုံးဝင်ပါတယ် မကြသေးခင်ကရိုက်တဲ့ဒီ reality game show တစ်ခုမှာကျွန်တော်ကဒီ motion graphic နဲ့ episode အချို့ရဲ့ edit ကိုတာဝန်ယူတော့ငါဆိုရင်ဒီရိုက်ခွင်းမှာပေါ့နော်ကျွန်တော် note တွေမှတ်တယ်လိုအပ်တာတွေရေးတယ်ချစ်တယ်အားမှာဒီ magic drawing ဘက်ကိုပဲတုံးနေတာဆိုတော့တော်တော်ကိုပဲအထောက်အကူဖြစ်ခဲ့ပါတယ်ခုဈေးကိုပြောပါမယ်သူ့ရဲ့ဈေးကကျွန်တော်ဝယ်တော့ငါဆိုရင်34သိန်းဝန်းကျင်ရှိပါတယ်အခုကတော့အတိအကျတော့ကျွန်တော်မသိပါဘူး အ34သိန်းဆိုပေမဲ့လည်းတေချာစဉ်းစားကြည့်မယ်ဆိုရင်တန်တယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုရင်သူကတခြားပစ္စည်းတွေထက်ဝယ်စရာမလိုဘူး။အော် PAM ဆိုရင်တခါတည်းပါပြီးသား၊ net 80ပါပြီးပါပြီးသား။ပြီးရင်နောက်တစ်ခုက screen type ပေါ့နော်။သူ့ရဲ့ screen type က paper type ဖြစ်ပါတယ်။ paper type ကတော့သူကစာရွက်ပေါ်မှာစွဲသလိုခန်းစားရမှာပေါ့နော်။ ဒီအောက်တော့မှာဆွဲရင်ပဲဖြစ်ဖြစ်ဒီမီးအလင်းရောင်အောက်မှာဆွဲရင်ပဲဖြစ်ဖြစ်သူက reflection မဖြစ်ဘူးပေါ့နော်ဆိုတော့တခြားသော brand တွေမှာဆိုလို့ရှိရင်ဒီ paper type ကအဲ model အမြင်ပိုင်းတွေဒါမှမဟုတ်ပတ်စံပူပေးရတဲ့အဲအဲ့လိုမျိုး item တွေမှသာရတာမျိုးဖြစ်တယ်ပေါ့နော်အခုဒီ magic drawing pad ကြတော့အဲ့ဒါတွေမရှိဘူးတခါတည်းအကောင်းဆုံးဖြစ်မဲ့အရာတွေကိုသူကတခါတည်းထည့်ပေးထားတယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့လို့34သိန်းဆိုတာတော့ သူ့ဟာနဲ့သူပြန်စင်းစားကြည့်မယ်ဆိုရင်သူပေးတဲ့ quality နဲ့တန်တယ်လို့ပြောလို့ရတယ်။ပြီးရင်နောက်တစ်ခုကကင်မရာပိုင်းဖြစ်ပါတယ်။ကင်မရာကတော့ဒီ tablet တွေရဲ့ပုံစံတိုင်းပဲပေါ့နော်။တိတ်တော့ထူးထူးခြားခြားတော့မရှိပါဘူး။ဒါကတော့သူ့ကင်မရာနဲ့ရိုက်ထားတာပါ။အဲ့တော့ဒီ video ကတော့ကျွန်တော်ဦးလေးစေးုံတက်တုံးကစောင့်ပေးရင်းနဲ့အာရိုက်ထားတာပါ။လူနာစောင့်ရင်းနဲ့လည်းအလုပ်လုပ်ပါတယ်။ကဲဒီလောက်ပါပဲ။အနည်းချုပ်ပြောရမယ်ဆိုရင်တော့ Magic Drawing Pad ကိုတော်တော်ကြီးကိုကြိုက်ပါတယ်ရွေးချယ်မှုလည်းမှန်ကန်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်